မင်္ဂလာပါဒီနေ့မနေ့မှလည်းဖျားရခင်ရဲ့နှုတ်ပတ်တော်ကိုကျွန်တော်တို့အတူတကွပြန်လည်ဆင်ခြင်ပွားယူဖို့ရန်ဖိတ်ခေါ်ချင်ပါတယ်ဘဝဉ္ဇံခန်းကြီး25အငယ်31မှာအငယ်34ယာကုတ်ကလည်းယနေ့ပင်တင်းဤတာဝူရာကိုငါအားရောင်းပါဟုဆိုရင်အေတော်ကငါတေလူပြီးတာဝူရာအားဖြင့်အဘယ်ကျိုးရှိလိမ့်မည်ဟုဆို၏ယာကုတ်ကလည်းယနေ့ပင်ငါအားကျိန်ဆိုခြင်းကိုပြုပါဟု ဆိုတော့သူဒီကြိမ်ဆိုတဲ့ဖြင့်ယာကုတ်အားမိမိတာဟုအရာကိုရောင်းလေထိုကာယာကုတ်ဒီမုံနှင့်ပဲရင်ကိုအေတော်အားပေးတဲ့ဖြင့်သူဒီစားတောက်ပြီးမှထားရေးသွားလေထိုတို့အေတော်ဒီမိမိနဲ့ဆိုင်သောတာဟုအရာကိုမထီမဲ့မြင်ပြုသည်ဒီချမ်းပိုက်မှာတော့အေတော်နဲ့ယာကုတ်ဆိုတဲ့လူနှစ်ယောက်တွေ့ရပါတယ်သူတို့နှစ်ယောက်ကအိဇက်ရဲ့ตาနှစ်ယောက်ဖြစ်ပါတယ်ဒီနေ့တော့အေတော်ကတောင်းအနေပြန်လာတဲ့ချိန်မှာ တွေ့ညီရာကုတ်စီကနေစားစရာကိုတောင်းခဲ့ပါတယ်။အီတော်နေနဲ့သူပိုက်စားနေတဲ့အချိန်မှာရာကုတ်စီကနေစားစရာကိုတောင်းဆိုခဲ့။ရာကုတ်ကလည်းအီတော်စီကနေတာဝူရာကိုတောင်းဆိုတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်။တာဝူရာဆိုတာအင်တန်မှတန်ဖိုးကြီးတဲ့ရာဖြစ်ပါတယ်။တာဝူရာဆိုတာဘုရားသခင်နဲ့တက်ဆိုင်တဲ့ရာဖြစ်တယ်။မိသားစုမှာတာဝူကပဲကောင်းကြီးမင်္ဂလာကိုခံစားခွင့်ရတာဖြစ်တယ်။အဲ့ဒီတာဝူရာကိုရာကုတ်ကသူ့ရဲ့အကိုအီတော်စီမှာတောင်းဆိုခဲ့တယ်။ ။ပြီးတော့ကတာဦးရာကတန်ဖိုးရှိကြောင်သူ့အနေနဲ့သိပါ။မိသားစုစုမှာဖားခင်ကတာဦးကိုပဲကောင်းကြည့်ပြီးတာဦးကိုကောင်းကြည့်ပြီးဆိုတာကိုအီတော်အနေနဲ့ကောင်းကောင်းသိတယ်။သိတော်များလေ။သူကသူ့ရဲ့တာဦးကိုအဝမ်းစာနဲ့လဲလှယ်လိုက်တယ်။ရာကုတ်ချက်ထားတဲ့မုံနဲ့ဘဲဟင်းကိုသူ့ရဲ့တာဦးရာနဲ့လဲလှယ်လိုက်တယ်။တာဦးရာဆိုအင်မတန်မှတန်ဖိုးရှိပါတယ်။တာဦးရာဆိုတာဘာနဲ့မှလဲလို့မရတဲ့အရာဖြစ်ပါတယ်။ ဘုရားသခင်ကောင်းကြီးပေးတဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့အီတော့ကအဲ့ဒီကောင်းကြီးမင်္ဂလာကို तू မရွေးချယ်ဘူး။ဘုရားသခင်နဲ့တက်ဆိုင်တဲ့တာဝုရာကိုမထီမဲ့မြင်ပြုပြီးတော့သူ့ရဲ့ဝမ်းစာကို तू ရွေးချယ်လိုက်တယ်။တနည်းပြောရမယ်ဆိုတော့သူ့ရဲ့ဘိုက်ပြေးဖို့ရင်သူ့ရဲ့အလိုဆန္ဒပြေးဖို့ရင်တခဏသာအတွက် तू ရွေးချယ်လိုက်တယ်။အီတော့အနေနဲ့သူ့ရဲ့ရွေးချယ်မှုမားတော့ခင်ဘုရားသခင်အတွက်တန်ဖိုးရှိတဲ့အရာအီတော့အနေနဲ့တန်ဖိုးမထားဘဲနဲ့သူ့ရဲ့ဝမ်းစာကို तू ရွေးချယ်လိုက်တယ်။ တစ်ဖက်မှာလည်းယာကုတ်ကတော့ဘုရားတခင်ရဲ့ကောင်းကျိုးသူအင်မတန်မှလိုချင်တယ်။ဘုရားတခင်ရဲ့တာဝန်ရာကိုအင်မတန်မှတူတန်ဖိုးထားတဲ့အချိန်မှာသူ့ရဲ့အကိုစီကနေသူဝယ်ယူလိုက်တယ်။ယာကုတ်ကိုကြည့်မယ်ဆိုရင်သူဘလောက်ဒီဘုရားတခင်ရဲ့တာဝန်ရာသူဘလောက်တန်ဖိုးထားတယ်။ဘုရားတခင်ကောင်းကြီးမင်္ဂလာသူဘလောက်တောင်မှတန်ဖိုးထားပြီးတော့ဘုရားတခင်ရဲ့ကောင်းကြီးမင်္ဂလာသူဘလောက်ရွေးချယ်ခြင်းလဲဆိုတဲ့အကြောင်းတွေ့မြင်ရတယ်။အီသောကတော့ဘုရားတခင်ရဲ့အမှုရာတန်ဖိုးမထား ဘုရားခင်ရဲ့တာဝန်ရဘုရားခင်ကောင်းကြီးမင်္ဂလာသူတန်မိုးမထားတဲ့ချိန်မှာသူ့ဖေအေးဆက်ရဲ့ကောင်းကြီးမင်္ဂလာကနေပါလွဲချော်ခဲ့တဲ့ဆိုရရာကိုတမချန်းစာမှာတွေ့ရတယ်။သူ့အနေနဲ့တာဝန်ရသူရောင်းစားခဲ့။နောက်ပြီးတော့သူ့အဖေအေးဆက်ရဲ့ကောင်းကြီးမင်္ဂလာသူလွဲချော်ခဲ့တဲ့ချိန်မှာသူ့အနေနဲ့အင်တမဝမ်းနဲ့ကြေကွဲပြီးတော့ငိုချွေးခဲ့တယ်။အေးတော်အနေနဲ့တခဏတာရွေးချယ်လိုက်တဲ့အရာကသူ့ရဲ့တဘောအစားလုံးဆုံးရှုံးမှုတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုရရာကိုတွေ့ရတယ်။ သူ့ရဲ့တခဏတာပျော်ရွှင်မှုသူ့ရဲ့တခဏတာအလိုဆန္ဒပြည့်မှုအတွက်သူရွေးချယ်လိုက်တဲ့ຢာကတော့သူ့ရဲ့တဘဝလုံးနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာနဲ့ရွေးချော်ခဲ့။ဒီပြေဩရာစာအခန်းကြီး7အငယ်16မှာတနက်စာအဖိုးနဲ့တာဝူရာကိုရောင်းတော့အီတော်ကဲ့သို့ဖျားတရားကိုမယူမတည်ပြုတ်တော့သူမရှိစေခြင်းကတတိနဲ့ကြည့်ရှုကြလော။ဒီပြေဩရာစာကိုရေးသားတဲ့သူကတတိပေးထားပါတယ်။ ဘုရားတခင်ရဲ့အမှုရာမှာဒီနေ့ကျွန်တော်တို့အနေနဲ့မယုံမတေမပြုမိစေဖို့အင်မတန်မှရည်ကြီးတနတ်စာဖိုးနဲ့တာဝူရာကိုရောင်းနဲ့အီတော့ကေတို့မှဖြစ်ပေါ်ရင်အင်မတန်မှရည်ကြီးတာဖြစ်ပါတယ်အဲဒီတခဏတာပျော်ရှင်မှုတခဏတာရွေးချယ်လိုက်တဲ့အရာကသူ့ရဲ့တဘွားလုံးနဲ့ဆက်ဆိုင်သွားတယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့အင်မတန်မှဆင်ခြင်ဖို့ရန်ဖြစ်ပါတယ်ဒါပေမဲ့ဖရားရဲ့အမှုရာကိုတကယ်ပဲရွေးချယ်သွားတဲ့ယာကုတ်ကတော့တကယ်ဖရားရဲ့ကောင်းကြီးမင်္ဂလာနဲ့ ပြည်ဆောင်ခဲ့ရဆိုတဲ့တွေ့ရတယ်။ဝါဦးချမ်း28မှာဘုရားသခင်ကယာကုပ်ကိုအိမ်မက်ယူပါယုံနဲ့ဖော်ပြတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်။အဲ့ဒီအိမ်မက်ယူပါယုံမှာဘာကိုဘုရားသခင်ဖော်ပြလဲဆိုတော့မြေကြီးကနေကောင်းကင်ကြီးထောင်လဲရှိတဲ့လေကားကိုယာကုပ်အနေနဲ့မြင်တွေ့ခဲ့တယ်။ဘုရားသခင်ကအဲ့ဒီလေကားထပ်မှရက်ပြီးတော့ယာကုပ်ကိုကောင်းကြီးပေးခဲ့တယ်။ယာကုပ်နဲ့သူ့ရဲ့အမျိုးနွယ်အပြင်လူမျိုးတကာကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဆိုမှ ဘုရားတခင်သူ့ကိုအိမ်မက်ယူပါရုံနဲ့မှကောင်းကြီးပေးခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်။ကဘာဦးချန်33ရောက်တဲ့ချိန်မှာလေညာကုတ်ကဘုရားတခင်နဲ့နှပန်းလုံးခဲ့တယ်။ဘုရားရဲ့ကောင်းကြီးမပေးဘူးဆိုမလွတ်ဘူးလို့ပြောခဲ့တယ်။နောက်ဆုံးမှတကယ်ပဲယာကုတ်ကိုဘုရားတခင်ကကောင်းကြီးပေးခဲ့တယ်။ယာကုတ်အနေနဲ့ဘုရားတခင်ရဲ့အမှုရာဘုရားတခင်ရဲ့ကောင်းကြီးကိုဘယ်လောက်ထိတန်ဖိုးထားလဲ။ကိုတော်ကောင်းကြီးမပေးဘူးဆိုရင်မလွတ်ဘူးဆိုမှကောင်းကြီးမင်္ဂလာကိုတောင်းခံခဲ့တယ်။ဘုရားတခင်က ူကိုပေညင်လာဆိုတဲ့နေရာမှာကောင်းကြီးမင်္ဂလာ ပေးခဲ့တယ်။နောက်ပြီးတော့ယာကုတ်ဆိုတဲ့နာမည်ကိုဣတွေလဆိုပြီးတော့နာမည်ပြောင်းပေးခဲ့တယ်။အဲ့ဒီဣတွေလကဘုရားသခင်ရွေးကောက်တဲ့ဣတွေလ12မျိုးဖြစ်လာတယ်။ဘုရားသခင်စစ်တိုက်ပေးတဲ့လူမျိုးဖြစ်လာတယ်။ဘုရားသခင်မမမရက်တည်ပေးတဲ့လူမျိုးဖြစ်လာတယ်။ဘုရားသခင်အတူရှိတဲ့လူမျိုးဖြစ်လာတယ်။ဘုရားသခင်တည်တံ့ရွေးချယ်ထားတဲ့လူမျိုးဖြစ်လာတာဖြစ်ပါတယ်။နောက်ဆုံး လောကကြီးကိုကယ်တင်တဲ့ယေရှုခရစ်တော်ဟာအဲ့ဒီဣဒိလလူမျိုးကနေပေါက်ဖွားလာတယ်ဆိုတဲ့အရာကိုတွေ့မြင်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တက်တာထဲမှာကျောင်းရည်နဲ့ရွေးချယ်မှုမမားဘူးအင်တမရေးခြင်း။အေတော်ကတော့ဖရာနခင်အမှုရာကိုတန်ဖိုးမထောင်ဖရာရဲ့တာဥရာကိုတန်ဖိုးမထောင်။ကောင်းကြီးမင်္ဂလာကိုတန်ဖိုးမထားတဲ့အချိန်မှာသူ့ရဲ့ရွေးချယ်မှုမားခဲ့တယ်။သူ့ရဲ့ရွေးချယ်မှုကသူ့ရဲ့ဝမ်းပြေဖို့ဝမ်းစာကိုသူရွေးချယ်ခဲ့တယ်။သူ့ရဲ့ရွေးချယ်မှုကတော့သူ့ဘဝတစ်လျှောက်လုံးမှာကောင်းကြီးမင်္ဂလာနဲ့ ရွေးချော်ခဲ့တယ်ဆိုရအောင်တွေ့ရတယ်။ဒါပေမဲ့ယာကုပ်ရဲ့ရွေးချယ်မှုကတော့ဖျားရခင်ကိုရွေးချယ်ခဲ့တယ်။သူနေနဲ့ဖျားရဲ့ကောင်းကြီးကိုတန်ဖိုးထားခဲ့တယ်။ဖျားရခင်တန်ဖိုးထားတဲ့တာဝူးကိုသူနေနဲ့တကယ်ပဲအမျက်နှုတ်ထားခဲ့တဲ့အချိန်မှာသူ့ရဲ့တက်တာထဲမှာဖျားရခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတယ်ဆိုရအောင်တွေ့ရတယ်။ဒါကြောင့်မချစ်တော့ညီကိုမော်မယောချင်းနဲ့ကျွန်တော်တို့ရဲ့အတက်တာထဲမှာရွေးချယ်မှုတိုင်းကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာရပြီဆိုရင်ကျွန်တော်တို့ရဲ့ဘဝအတက်တာတစ်လျှောက်လုံးမှာတက်ဆိုင်တာဖြစ်ပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံးမှာဘုရားသခင်ကိုရွေးချယ်ဖို့အင်တာမရေးကြီး။ဘုရားသခင် အမျက်နှိုးထားတဲ့ရာဘုရားသခင်တန်ဖိုးထားတဲ့ရာကိုကျွန်တော်တို့နေရွေးချယ်ပြီးတော့အသက်ရှင်လျှောက်လန်းဖို့ရန်အင်တာမရေးကြီးရဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာနေ့ရက်တိုင်းအစာစားပေးရတယ်။အစာ၃ရက်လောက်မစားဘူးဆိုရင်အားနည်းလာတယ်။နောက်ပိုင်းမစားဖြစ်တော့ဘူးဆိုရင်ကျွန်တော်တို့နေအသက်တည်ဆုံးမှာ။ထို့နည်းတူပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရာမှာလည်းအစာစားဖို့အင်တာမရေးကြီးတယ်။ ဝိညာဉ်စာဖြစ်တဲ့ဘုရားသခင်ရဲ့နှုတ်ပတ်တော်ကိုနေ့ရက်တိုင်းစတော့ဖို့ညမရည်ကြီးတယ်ဝိညာဉ်ရအစာကိုမစားတော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ရတည်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့နေ့ရက်တိုင်းမှာကျွန်တော်တို့ရွေးချယ်ရမယ့်အရာကဘုရားသခင်ရဲ့နှုတ်ပတ်တော်ဖြစ်တယ်ဘုရားသခင်ရဲ့နှုတ်ပတ်တော်တဲ့တန်ဖိုးရှိတဲ့အရာမရှိပါဘူးလောကကြီးမှာကျွန်တော်တို့တန်ဖိုးရှိရလို့ဆုံးမြတ်ထားတဲ့အရာလောကကြီးမှာကြံခဲ့မဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်တိုင်းကတော့သာရနဲ့ဆက်ဆိုင်တဲ့အရာကိုရွေးချယ်တတ်ဖို့အင်မတန်အရေးကြီးတာဖြစ်ပါတယ် အေးတော့ကဲ့တို့ကိုယ့်ရဲ့ဝမ်းဝါဖို့ခဏတာပျော်ရွှင်မှုအတွက်ခဏတာစိတ်အလိုအတွက်အသက်မရှင်လိုက်ပါနဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုရွေးချယ်ပြီးတော့အသက်ရှင်ပါဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ရဲ့ဇကားအတိုင်းဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်လျှောက်လန်းပြီးတော့ရွေးချယ်တတ်တော်သူများဖြစ်နိုင်မှုရဲ့ဖြစ်ပါတယ်ကျွန်တော်ရဲ့တတ်တာထဲမှာရွေးချယ်မှုမာရွားပြီဆိုရင်အဲ့ဒီ result ကထွက်လာတာဖြစ်ပါဘုရားရဲ့တာဝန်ရောက်တန်ဖိုးမထားတဲ့ဤတော်ကတော့ဘုရားရဲ့ကောင်းကြီးမင်္ဂလာနဲ့သူ့ရဲ့တတ်တာစာ ရဲချော်ခဲ့တယ်။ဖရားရဲ့ဒါဥရာကိုတန်ဖိုးထားတဲ့ဒါကုတ်ကတော့ဖရားတခင်ရွေးကောက်တဲ့လူမျိုးဖြစ်လာတယ်။ဖရားတခင်ကွဲကားတဲ့လူမျိုးဖြစ်လာတယ်။ဖရားတခင်ရဲ့လက်တော်ကနေရွေးနှုတ်လို့မရတဲ့လူမျိုးဖြစ်လာတယ်။နောက်ဆုံးကျွန်တော်တို့ရဲ့အပြစ်များအတွက်လောကတိုင်းမှာအတိခံတဲ့ယေရှုခရစ်တော်။ဒီနေ့လောကကြီးတစ်ခုလုံးကယ်တင်တဲ့မေရှိယတခင်ကဣဒေလလူမျိုးတွေကနေငွေဖွာလာတာဖြစ်ပါတယ်။ဒါကြောင့်မို့ယာကုပ်ရဲ့ရွေးချယ်မှုကိုကြည့်မယ်ဆိုရင်သူ့ရဲ့ရွေးချယ်မှုရဲ့ reset ကတော့ abundant life ဖြစ်ပါတယ်။ကြွယ်ဝတော့အသက်တာဖြစ်တယ်။ abundant blessing ဆိုရဲကြွယ်ဝတဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတာဖြစ်ပါတယ်။ဒါကြောင့်မူချစ်တော်ညီကိုမတော်မရောက်ခြင်းဆိုင်ကျွန်တော်တို့ရဲ့တက်တာထဲမှာတခဏတာပျော်ရွှင်မှုတွေဘုရားသခင်ကောင်းကြီးနဲ့မလဲလိုက်ပါနဲ့။တခဏတာစိတ်ကျေနပ်မှုတွေဘုရားသခင်ရဲ့တန်မိုးထားတဲ့အရာနဲ့မလဲလိုက်ပါနဲ့။နေ့ရက်တိုင်းမှာဘုရားသခင်ကိုရွေးချယ်လိုက်ပါ။နေ့ရက်တိုင်းမှာဘုရားသခင်အလိုတော်တိုင်းအသက်ရှင်လိုက်ပါ။နေ့ရက်တိုင်းမှာဘုရားသခင်ရဲ့စကားတိုင်း ဘုရားသခင်ရဲ့နိုင်ငံတော်ဘုရားသခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်ဖို့ရန်ဝင်ကားလိုတာဖြစ်ပါတယ်။ကျမ်းစာတို့ရောက်ချင်တဲ့အချိန်ဘုရားရှင်သာ၍ကောင်းချီးပေးပါစေ။